စလစ်မူရင်းဆိုတဲ့ဝိုင်းရည်သွင်းလို့ရမရလေးသိကြပါလေဆရာတဲ့ဖြပြပေးပါလားဆရာတဲ့ဟုတ်ကဲ့ပါဗောနော်ကျွန်တော်စလစ်ဆိုတာတော့မြေစလစ်တို့မြေချပေးမင်းတို့မြေခွဲချပေးကြောင်းဗောနော်အကြောင်းကြစားတို့စသဖြင့်ပေါ့ဗျာဒေတာအလိုက်ဗောနော်ခေါ်ပေါ်လေးရှိတယ်ဆိုပေမဲ့လည်းသူကမြေအတုံးချရင်ခွင့်ပြုချက်လို့ခေါ်တယ်ဗောနော်ပါမင်းမြေလို့ပဲခေါ်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်ကဒီပါမင်းမြေဆိုတာဟာကိုဗောနော်ခရင် ရှောက်ထားခွင့်မရှိဘဲနဲ့ပေါ့နော်စလစ်ဆိုတဲ့အနေအထားအတိုင်းရှိနေတဲ့အချိန်မှာဝိုင်းရည်သွင်းလို့ရမရဆိုတဲ့အဖြစ်ကသွင်းလို့မရပါဘူးပေါ့နော်ကျွန်တော်ကဝိုင်းရည်သွင်းနေဆိုတာကခရင်အမိပေါ့ပေါ့နော်ခရင်ရှောက်ထားပြီးမှသာခရင်ဆိုတာကကျွန်တော်အစိုးရနေပြီးတော့မှပေါ့နော်အငားချပေးထားတဲ့စာချုပ်ကိုခေါ်တာဖြစ်ပါတယ်ပေါ့ဒါကြောင့်မလို့ပေါ့နော်လူတဦးတယောက်ကိုအစိုးရနေပြီးတော့ပေါ့နော်ဥမာကျွန်တော်နိုင်မင်းဆိုတဲ့နာမည်နဲ့ပေါ့နော်ကျွန်တော်ကိုခရင်ချပေးထားတယ်ဆိုရင်ကျွန်တော်ရဲ့ဒီမန်တန်အားပေါ့နော်သူတို့ရဲ့ဝိုင်းရည်ဆိုတဲ့တက်ဒက်ကားကြီးစာအုပ်မှာပေါ့နော် 1-A လို့ခေါ်တက်ကကြီးဆောင်းမှာနာမည်ပေါက်တွင်းမှာဖြစ်ပါတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကစလေးဆိုတဲ့နေထားတိုင်းကကြတော့ကျွန်တော်တို့စည်ရင်မတွင်းတော့ပေါ့နော်ဒါကြောင့်မလို့လေကျွန်တော်တို့ပေါ့နော်အကွက်စစ်တယ်ဆိုရင်ဥပမာဒီမြေချာမိတ်နေပေါ့နော်မြေစလစ်တွေဥမာဘသူနာမည်ဥဖြုတ်နာမည်နဲ့ချပေးထားတယ်ဒေါ်နီနာမည်နဲ့ချပေးထားတယ်ဆိုပြီးတော့မှအပြင်မှာဘလို့ပဲခေါ်ခေါ်ပေါ့နော်ကျွန်တော်တို့ တက်ဆိုင်ရာစီပင်တရားယုံမျိုးနဲ့မြေစင်းယုံနေမှာသွားဆက်လိုက်လို့ရှိရင်ပေါ့နော်အစိုးရအမိဘောက်ပဲရှိမယ်ဘသူနာမည်နဲ့ပေါ့နော်ပုဂ္ဂိုလ်ရေးဘသူနာမည်နဲ့ချပေးထားတယ်ဆိုတာမျိုးတွေ့တွေ့ရှိရတာမျိုးမရှိဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့အကွက်စစ်တယ်ဆိုရင်တော့ဒီလိုမျိုးဆလင်းမြေတွေကိုနော်ဗာမင်းမြေတွေကိုအကွက်စစ်တဲ့အချိန်မှာအစိုးရနာမည်ဘောက်ပဲရှိမယ်နောက်တစ်ခုကကျတော့ area ပေါ့နော်ဘလောက်ရှိတယ်ဥမာ55 40ချပေးထားတာလား40 60လားစသဖြင့်ပေါ့နော်အဲအဲ့လိုမျိုးတွေပဲ ကြည့်လို့ရမယ်နောက်တစ်ခုကကန်းကွက်တွေပါရှိရှိမရှိပေါ့နော်အဲ့ဒါလေးပဲကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ဥပဒေရဆိုရင်ပေါ့နော်ဒီတန်းမှာရေးထားတယ်ပါမင်းမြေဟာတဲ့အစိုးရစီမံခန့်ခွဲနိုင်တဲ့မြေအမျိုးအစားဖြစ်လို့ပေါ့နော်ခရံဥရှုရမှုကအခါမရွေးပြန်သိမ်းနိုင်တယ်ပေါ့နော် ပြောချင်တာကခရံမလျှောက်ဘူးဆိုရင်ပေါ့နော်ခရံဥရှုရမှုဆိုတာကနော်သူ့အနေနဲ့ချိန်မွေးပြန်သိမ်းနိုင်လေလို့ရေးထားပါတယ်အဲ့ဒါကတော့ဥပဒေရကျွန်တော်အောင်မြန်မာနိုင်ငံမျိုးနဲ့ကြေးရမြေများနေဥပဒေ63မှာပြဋ္ဌာန်းထားတာဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့တကယ်မြေပြင်မှာတော့အဲ့လိုမျိုး တိန်းတာလောလောဆယ်တော့မကြုံဘူးသေးဘူးပေါ့နော်ကျွန်တော်ဒီတာမန်ပြည်သူတွေနော်ကျွန်တော်ဒီတိုင်းပဲသုံးဆွေးနေကြတာများပါတယ်ပေါ့နော်တကယ်ပန်းမမီကိုအပြင်းပါပေါ့နော်ရောင်းဝယ်တယ်ရှိတယ်ပေါ့နော်ဒီအများကြီးပဲပေါ့နော်ရက်ဂရင်းစာချုပ်နဲ့ရောင်းတယ်ဝယ်တယ် GPSB တွေလွှဲကြတယ်စသဖြင့်ပေါ့နော်အမွေအမွေခွဲတာတွေလောက်ကြတယ်ရက်စာချုပ်ပေါ့ဗျာဒါကတော့ကျွန်တော်မပုန်နေရောင်းဝယ်စာချုပ်ချိုးလို့မရသေးဘူးပေါ့နော်ဒီစလီမီတွေอ่ะโอเค ဲ့ဒီအကြောင်းလေးကိုအဓိက sharing လုပ်ပေးတာပါအဓိကမိကွန်းအရာတော့ဝိုင်းရင်တွင်လို့မရဘူးပေါ့နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှေ့ဆက်ပြီးတော့ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးစိတ်ဝင်စားတဲ့ဆိုရင်အောက်မှာ comment လေးနေပေါ့နော်ကိုသိကျင်တာလေးရှင်ရင်မိခဲ့ပေးပါကျွန်တော်အားရင်အားသလို reply ပြန်ပေးထားမယ်ပေါ့နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ် bye bye